အကိုဖြစ်သူနဲ့မတူပဲစစ်သူမိန်းကလေးကိုတာဝေမယူဖောက်ပြန်ခဲ့တဲ့ပိုက်တကွန်ရဲ့ညီလေးဖြစ်သူရှင်ဖုံးပြေမင်္ဂလာပါ message ပရိသတ်လို့ရှင်မြန်မာနိုင်ငံမှာနေမကပဲထိုင်းတရုတ်အင်ဒိုမလေးစတဲ့အိနီးချင်းအာရှနိုင်ငံများမှာပါထင်ပေါ်ကြော်ကြားလူကြိုက်များတဲ့ပိုက်တကွန်ကတော့ငွေချင်း6ရောက်ရှိတာပဲဖြစ်ပါတယ်၎င်းတို့တဲကမှညီတူဖြစ်သူ ရှင်ဖုံးပြေကလည်းမော်ရီတရုတ်ဆောင်လောကတွေကိုဝင်ရောက်နေခဲ့တာဖြစ်ပြီး အကိုဖြစ်သူပိုင်နကွန်တော့လူတိမများခဲ့ပါဘူးပြီးခဲ့တဲ့ရက်မှာတော့ရှင်ဖုံးပြေဟာအတူနေချစ်သူမိန်းကလေးကိုဖောက်ပြန်ခဲ့တဲ့လောရက်တွေကြောင့်ဆိုရှယ်မီဒီယာပေါ်မှာဝေဖန်ခံနေရတာပဲဖြစ်ပါတယ်မော်ရယ်ရှင်ဖုံးပြေဟာချစ်သူကောင်မလေးဖြစ်သူနဲ့အချိန်တော်ကြာအတူနေထိုင်ခဲ့ကြတာပဲဖြစ်ပါတယ်သူတို့နှစ်ဦးအတူနေထိုင်ခဲ့တဲ့တိုက်ခန်းဟာလေချစ်သူကောင်မလေးရဲ့ငွေနဲ့သာငားရမ်းနေထိုင်ခဲ့တာပဲဖြစ်ပါတယ် ကျတူမင်္ဂလီဖြစ်သူရဲ့ပြောကြားချက်အရာရှင်ဖုံးပြေဟာ2024ဂျွန်လကတည်းကအိမ်မော်ကနေဆင်းလာခဲ့တာဖြစ်ပြီးငွေကြေးလည်းတပြားတစ်ချက်မှမပါလာခဲ့တာကြောင့်ကျတူမင်္ဂလီကသာအစအစအရာရာပံပိုးကူညီထားပေးခဲ့တာပဲဖြစ်ပါတယ်သူတို့နှစ်ဦးအတူနေထိုင်တဲ့တိုက်ခန်းကိုလည်းတလ6သိန်းနှုန်းနဲ့သူမကိုယ်တိုင်ငားရမ်းခဲ့တာဖြစ်ပြီးရှင်ဖုံးပြည့်ရဲ့အသုံးစရိတ်အပြင်အိမ်စရိတ်တွေကိုပါသူမကပဲကုန်ကြခံခဲ့ရတာပဲဖြစ်ပါတယ်။ ရှင်မုံပြေကသူမလောလောဆယ်တပြားတစ်ချက်မှမရှိတော့လေအကိုဖြစ်သူပိုက်တကွန်ထမသူ့ငွေများအနန္ထားကြောင့်အကိုဖြစ်သူဟာတန်ကောက်မာရိုက်ကူးရေးနဲ့ရောက်ရှိနေတာကြောင့်ခဏဆိုင်ထားပေးဖို့ပြောထားခဲ့ပေမဲ့လေအခုချိန်ထိတိုင်းငွေပြန်မဆက်ခဲ့တာပဲဖြစ်ပါတယ် ်ကျစ်သူမင်းကလေးဖြစ်သူကဆိုရှယ်မီဒီယာပေါ်မှာဒီလိုတွေထုတ်ပေါ်ပြောကြားလာတော့မှရှင်ဖုံးပြေဟာသူ့အကိုရဲ့အရှိအဝါသူ့နောက်ခံအတိုင်းဝိုင်းရှိတာမလို့နမဲကြီးကျင်လို့သူ့ရဲ့အကြောင်းတွေကို ဖော်ထုတ်တာဖြစ်တယ်လို့ဆွဆွဲပြောဆိုခဲ့ပါသေးတယ်လူသည့်ရှင်ကြားတွေ့ခဲ့ကြပြီးမှအခုလိုမျိုးစစ်သူမင်းကလေးအပေါ်မှာဖောက်ပြန်သွားခဲ့တဲ့အပေါ်ပရိသတ်တွေဟာအကိုဖြစ်သူပိုင်နဂွန်နဲ့မတူပဲတခြားစီဖြစ်နေတဲ့ရှင်ဖုံးပြေကိုဝေဖန်နေခဲ့ကြတာပဲဖြစ်ပါတယ်။ တွဲနေစဉ်ကာလတလျှောက်မှာမိန်းကလေးဖြစ်သူကသာအစအစအရာရာပံပိုးကူညီခဲ့တာဖြစ်ပြီးသူမကသာအရာရာကိုတီးခံခဲ့ရကြောင်းကိုလည်းချစ်သူမိန်းကလေးဖြစ်သူကဗီဒီယိုနဲ့တကွရှင်းပြပြောဆိုလာခဲ့တာပဲဖြစ်ပါတယ်။ ။ပရိသတ်တွေကတော့ပိုင်ဒဂွန်ရဲ့အညီအရင်းဖြစ်သူ ရှင်ဖုံးပြေကို အကိုလိုမျိုးမိန်းမတယောက်အပေါ်မှာတန်ဖိုးမထားတတ်ဘူး။စိတ်သက်အောင်တန်းကြလိုက်တာ။မိန်းကလေးစီမှာခိုကတ်စားလာခဲ့ပြီးမှဖောက်ပြန်သွားခဲ့တယ်။မိန်းကလေးတို့သင်္ကန်းစာယူကြပါနော်။အတိုင်းဝိုင်းကောင်းပြီးရုတ်ချောတယ်ဆိုယုံနဲ့လည်းယုံလို့မရပါဘူးစသဖြင့်ရှင်ဖုံးပြေရဲ့အလုပ်ရက်တွေအပေါ်မှာဒေါသထွက်နေခဲ့ကြတာပဲဖြစ်ပါတယ်။ ပရိသတ်တို့အနေနဲ့ကရောပိုင်နဂွန်ရဲ့အညီလေးဖြစ်သူရှင်ဖုံးပြည့်ရဲ့မိန်းကလေးတယောက်အပေါ်မှာနှမချင်းမစာမနာလောရက်တွေအပေါ်မှာဘလို့ထင်မြင်မိလဲဆိုတော့ကောမန့်မှာဝင်ရောက်ဆွေးနွေးပေးကြပါအောင်နော်ဗီဒီယိုလေးကိုစောင့်ကြည့်နားထောင်ပေးတဲ့တူတယောက်ခြေစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရစေ။တာယာတော်နေ့လေးဖြစ်ပါစေရှင်။